ီဗီဒီယိုမှာကိုယ့်ရဲ့ကံကြမ္မာကိုရေရချေဖို့အတွက်ဘယ်လိုချေရင်ကောင်းမလဲဆိုတာကိုဘယ်လိုချေရမလဲဆိုတာကိုသိအောင်တွတ်ထုတ်တဲ့နီးပေါ့နော်ဒါကိုသင်ပေးမှာဖြစ်တယ်အနှစ်တစ်နှစ်မှာဟိုကောင်းလီဖြစ်စေစိုးလီဖြစ်စေပူပူလိုလိုကိုရေရလေးပုံမှန်ချေခြင်းတယ်ကံကြမ္မာထောက်ပံ့လေးရအောင်လို့ပေါ့နော်อืมအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုတွတ်ထုတ်ရလဲဆိုတာကိုပြောပြသူများကိုလည်းကိုကတွတ်ထုတ်ပေးလို့ရတယ်ကိုတွတ်ကိုလည်းအမြဲတမ်းတွတ်ပြီးကြည့်လို့ရပါပေါ့အဲ့တော့ဒီနှစ်ကဘာနှစ်လဲအမ်မြန်မာတက်ကြည့်ပေါ့နော်ဘယ်နှစ်ခုနှစ်လဲ 1386ခုနှစ်မြန်မာတက်ခဲ့ပဲရမှာနော်1386ခုနှစ်အဲ့တော့ကိုကဘာနေသားသမီးလဲဘာနေသားသမီးတို့ကတည်ကျင်တာလဲဆိုအာထားပါတော့နမူနာယာဟုသားသမီးနော်ယာဟုသားသမီးတို့တည်ကျင်တော့ယာဟုသားသမီးဂျိုသက်ဆက်နှစ်နဲ့ပေါင်းလိုက်နော်ပေါင်းလိုက်တော့6နှစ်နဲ့ပေါင်းတော့8 8နဲ့တင်းနဲ့ပေါင်းတော့9 10 3နော်အဲ့ဒါကို9နဲ့စားလိုက်9 delete 9 သုံးစော6ကျန်ကိုတင်နော်ခုနကိုလီ63နော်6 8အဲ့လိုပဲခုနကိုလီ63ဆိုတော့ဘယ်လောက်ကျန်လဲဟုတ်ဆို5ကျန်တယ်ဟုတ်ပြီနော်5ကျန်တယ်5ကျန်တယ်ဆိုတော့ဒါဆိုရင်အကျွင်းကိုကိုယ်သိအဲ့တိရမှာ5ကျွင်းနေဆိုလို့ရှိရင်တဲ့ဖျားတန်က သီလရှင်တွေကိုစွန့်ကပ်ပေးရမယ်เนาะဒီနှစ်ထဲမှာเนาะယာဟုသားသမီးတွေအနေနဲ့ဒီ1386ခုနှစ်အခုလက်ရှိရောက်နေတဲ့နှစ်ထဲမှာတကြံမကျော်သေးသေး1386ထဲမှာပဲအခုရှိတယ်အဲ့တော့ယာဟုသားသမီးတွေအတွက်ဒီနှစ်က၅ကျွန်းတယ်၅ကျွန်းတဲ့အတွက်သူရေရချင်းချင်းနဲ့ကုသကောင်းမှုလုပ်ချင်တယ်ဆိုရင်ဖရာတရားတန်ကเนาะဖရာတန်ကဘင်းသီလရှင်တွေကိုเนาะဘုန်းကြီးတွေသီလရှင်တွေဖရာပြီးတော့အိမ်ရဖရာကိုစွန့်ကပ် ဒါဆိုရင်ရသူရဲ့ဒီနှစ်အတွက်ရေတွေကကံကြမ်းပိုင်းထောက်ပံ့ကိုရရှိလိမ့်မယ်အဲ့တော့ဒါဆိုရင်တခြားဥစ္စာတွေကျင်းရင်တစ်ကျွင်းမယ်တစ်ကျွင်းမယ်ဆိုလို့ရင်ဒါစာနဲ့ကိုယ့်ကိုရေးပြီးလိုက်မှာမယ်နော်နှုတ်ကပဲပြောပြတစ်ကျွင်းမယ်ဆိုရင်ဖះမှာ စီမီလူပါပဲဒါပဲစီမီသက်စီလူမယ်ဟာလာအင်းရဖះမှာလည်းလူမယ်တခြားတကူကြီးဖះတွေသွားပြီးတော့လည်းလူမယ်အဲ့လိုမျိုးလေးလူမယ်နှစ်ကျွင်းနေဆိုလို့ရှင်နှစ်ကျွင်းနေဆိုလို့ရှင်ရွှေသင်္ကန်းကတ်နော်ရွှေသင်္ကန်းကတ်သုံးကျွင်းနေဆိုလို့ရှင် ်တတိအဲတစ်ပင်တပင်တတိတလုံးအလင်းတိုင်းတတိုင်းနော်အဲ့ဒါလေးလူတန်းပေးရမယ်တပြိုင်တည်းလူလဲရတယ်တစ်ခုချင်းလူလဲရတယ်တပြိုင်တည်းလူတာပိုကောင်းတာပေါ့နံပါတ်၄ကျွင်းမယ်ဆိုလို့ရှိရင်ငါးလေးတွေတက်စီလွတ်ပေးရမယ်နော်ငါးလေးတွေကိုတက်စီလွတ်ပေးရမယ်နံပါတ်၄ကျွင်းလဲဆိုရင်ခုနငါးကျွင်းလဲဆိုလို့ရှိရင်ဖရာတန်ကဒီလရှင်တွေကိုဆွန့်ကပ်ပေးရမယ်နော်ပြောပြပါအဲ့တော့၆ကျွင်းလဲဆိုရင်ခยีယာယီခဏထွက်ပေးရမယ် ဂျိုးလှဲ့လိုက်တဲ့သဘောပေါ့နော်နံပါတ်6ဂျွင်းခยีခဏယာယီထွက်ပြီးရနံပါတ်9ဂျွင်းလဲဆိုရင်အဲ့ယာနေယာပြောင်းရွှေ့ပြီးအိပ်ပြီးရမယ်ဟိုတယ်မှာပဲတော့အေးအေးတခြားဆွေမျိုးအိမ်မှာတော့အေးတငယ်ချင်းအိမ်မှာပဲတော့အေးအေးအဲ့လိုနေယာပြောင်းအိပ်ရမယ်ဒါမှမဟုတ်ရှင်လဲကိုအိမ်ထဲမှာပဲအခန်းပြောင်းအိပ်လိုက်တာဖခင်ရှင်မှာပြောင်းအိပ်လိုက်တာပဲဖြစ်ဆိုလဲရပါတယ်နော်ဒါပေမဲ့အဲ့လိုအိမ်နေနေယာတွေပါရွှေ့ပြီးဟိုလိုပြောင်းအိပ်လိုက်မယ်ဆိုပိုကောင်းတယ်အဲ့ဒါတော့နော်ဟုတ်ပြီအဲ့တော့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ကံကြမ္မာကိုအာလက်ရှိရောက်ရှိနေတဲ့ နှစ်မှာဘလို့ရေတရာချေရမလဲကံကြမ္မာထောက်ပံ့လေးဘလို့ယူရမလဲဆိုရင်ဘေးကျင်းဆရာကိုတောင်းမမေးပဲနဲ့ဒီနည်းလေးနဲ့တွတ်ထုတ်ပြီးတော့သိနိုင်တယ်နော်အဲ့တော့နောက်ဗီဒီယိုတွေမှာလည်းနောက်ထပ်ဒီအင်းပညာနဲ့ပတ်သက်တာတွေဘေးနဲ့ပညာနဲ့ပတ်သက်တာတွေနော်အလင်းသိရင်သိသလိုသင်ပေးသွားမယ်ပြောပြပေးသွားမယ်နော်